ဂျာသာပရိသသမီးမိတ်ဆွေတွေဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုရင်ကြောမသွားပါနဲ့စုံအောင်ဒီနားထောင်သွားပါမင်္ဂလာပါမြန်မာတက္ကသိုလ်1389ခုနှစ်အတွက်ဂျာသာပရိသသမီးမိတ်ဆွေတွေအားလုံးရဲ့ကံကြမ္မာဆိုးကောင်းနှင့်တနှစ်စာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီနေ့မှာဆိုလို့ရှင်ဂျာသာမီးသာသမီးမိတ်ဆွေတို့ရဲ့ကံချီနေလေးဟာအကောင်းမိုင်းကိုဥတီနေတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဂျာသာမီးသာသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှင်မိမိလုံနိုင်စွမ်းရှိသလောက်ကြိုးစားနေတယ်ဆိုလို့ရှင် ကိုယ့်ရဲ့ကြိုးစားနေတဲ့ဒီလုံနိုင်စွမ်းအားလေးနဲ့နောက်ကနေပြီးတော့ဒီကံတရားရဲ့အထောက်ပံ့လေးနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာ မိတ်ဆွေတို့အနေနဲ့ဒီ89ခုနှစ်မှာဆိုလို့ရှိရင်เนาะအစအစအရာရာအောင်မြင်မှုတွေရရှိပြီးတော့မိတ်ဆွေတို့မျှော်မှန်းထားတဲ့ခုနကတော့ရည်ရွယ်ရာကိစ္စတွေအကောင့်ထဲပေါ်စီမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနှစ်မှာဆိုရင်တော့ဂျာသာပရိသာသမီမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်เนาะ ကိုယ့်ရဲ့ဒီကံဉာဏ်ဝရိယကိုအကျိုးရှိရှိ အသုံးချနိုင်တဲ့သူမှန်သမျှအောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်စိတ်တမကြပဲနဲ့ဇွဲခတ်ပြီးတော့လှုပ်ဆောင်ပါလို့ကျွန်တော်အနေနဲ့ပြောကြားခြင်းပါတယ်အဲ့တော့ကြာသာပရိသသမီးမိတ်ဆွေတွေဟာဒီ80နဲ့ခုနှစ်ခုနှစ်မှာဆိုလို့ရှိရင်အလောက်ကင်နေနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေအဆက်အသွယ်ကောင်းတွေအကူအညီကောင်းတွေရရှိတတ်တယ်။အလောက်တွေနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်စရာတွေ စိတ်ညစ်စရာတွေကြုံလဲပဲခဏပါပဲခုနကတော့ဗာလဲဆိုလို့ရှိရင်မိษွေရဲ့အခက်ခဲတွေကိုဖြေရှင်းမိမဲ့သူတွေမကြာခဏပေါ်ပေါက်တတ်ပါတယ် ဲ့တော့အလုံရှောင်းထားထားတဲ့သူတွေအလုံနဲ့ပတ်သက်ပြီးတော့အဲခုနကတော့အလုံရရှိတတ်တယ်အလုံနဲ့ပတ်သက်ပြီးတော့အခက်ခဲတွေကြုံနေရတယ်ဆိုရင်တော့မှ မိတ်ဆွေတို့ခက်ခဲနေတဲ့ကိစ္စတွေကရပ်ပိုင်းတွေမှာအဆင်ပြေမှုဒါရရှိစေမှာပဲဖြစ်ပါတယ်အင်တာဗျူးဖြေဆိုထားတဲ့သူတွေလည်းပဲမိမိရဲ့ဒီအင်တာဗျူးနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ကျေနပ်စရာလေးတွေပြီးသွားလို့ရှင် အခွင့်အလမ်းကောင်းလေးတွေရရှိစေမှာပဲဖြစ်ပါတယ် တော့မိတ်ဆွေတို့အနေနဲ့ဒီဝန်ထမ်းတွေဆိုလို့ရှင်ဒီနေ့မှာအလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့เนาะခုနရာဓုတိုးတက်တာမျိုးလေးတွေမိမိအနေနဲ့ခုနမိမိပြောင်းရွှေ့လို့သောနေရာမျိုးလေးတွေကိုရရှိတာမျိုးလေးတွေအလောက်နဲ့ဌာနနဲ့ပတ်သက်ပြီးတော့လဲစိတ်ကြည်နက်စရာလေးတွေကြုံရတတ်တယ်စီးပွားရေးလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေလည်းပဲဒီနေ့မှာအဆအဆရရအောင်မြင်မှုတွေရရှိစေနိုင်သောနှစ်တစ်နှစ်ဖြစ်တယ်ဒါပေမဲ့ရဲဝင်းနဲ့ချိတ်ဆက်ပြီးတော့လောက်ကိုင်းရတဲ့လုပ်ငန်းမျိုးတွေဆိုရင်เนาะ ဗုဒ္ဓဦးနဲ့လုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့သူတွေဆိုလို့ရှင်เนาะအစင်မပြေမှုလေးတွေမကြာခဏကြုံရတတ်တယ်။အဲ့တော့ဒီနေ့မှာကြာသာရိသာသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှင်เนาะငွေရေးချေးကံအနေနဲ့ကြည့်မယ်ဆိုလို့ရှင်လေငွေချေးကံလေးတွေက အဖက်ဖက်ကနေပြီးတော့ငွေတကားလေးတွေပွင့်နေပြီးတော့မိတ်ဆွေတို့မှာဒီနှစ်မှာငွေနဲ့ပတ်သက်ပြီးတော့ပူပန်းနေရတဲ့ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်တော့အဆင်ပြေမှုတွေရရှိစေနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ခုနကတော့အကျွေးတင်ပြီးခဲ့တဲ့နှစ်တွေမှာအကျွေးတင်နေရတဲ့ကိစ္စမျိုးတွေရှိရင်လည်းဒီနှစ်မှာအကျွေးတွေကျေနိုင်တယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဒီနှစ်မှာတော့စိတ်ချမ်းသာစရာကိစ္စလေးတွေများစွာကြုံရနိုင်ပါတယ်။ အဲ့တော့ဒီကျွန်တော်တို့ဒီနှစ်မှာဆိုလို့ရှိရင်ကြာသာပတိသာသမီမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့ဗုဒ္ဓဘုရားလုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့မိတ်ဆွေတွေဥပမာရွှေလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေယရနာလုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့သူတွေเนาะ နောက်တစ်ခုအနေနဲ့ခုနကတော့လျှက်စင်းနော်ပစ္စည်းဆိုင်တွေဖွင့်ထားတဲ့သူတွေရိုးဆောင်လုပ်ငန်းတွေကိုလုပ်ကင်တဲ့သူတွေနောက်တစ်ခုအနေနဲ့ရေနဲ့ပတ်သက်ပြီးတော့လုပ်ကင်နေရတဲ့ရေလုံသားဒီလုပ်ငန်းရှင်တွေဆိုလို့ရှိရင်နော်အဲအဲ့ဒီလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေမကြာခဏကြုံရတတ်တဲ့အဲ့ဒီလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုလေးတွေနော်စိတ်ညစ်စရာကိစ္စလေးတွေကြုံရတတ်တယ်အဲ့တော့ဖြည့်ရှင်းလေရှုပ်လေဆိုတဲ့အနေထားမျိုးလေးတွေကြုံရတတ်တယ် အဲ့တော့ဒီနှစ်မှာဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့မိတ်ဆွေတွေဆိုရင်တော့အစအစာရရာဂယုစိုက်ပြီးလောက်ကိုင်းမှသာလေအဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်အဲ့တော့နာမည်တွေနဲ့ပတ်သက်လို့ရှိရင်ဗုဒ္ဓကျားသားပရိနန်နဲ့စပြီးတော့ဗုဒ္ဓဘုနန်နဲ့တွဲထားတဲ့နာမည်တွေအမည်ပိုင်ရှင်တွေနော်ဥပမာဆိုလို့ရှိရင်ဘာတွေလဲဆိုလို့ရှိရင်ပါဖာဗဗမနဲ့စပြီးတော့ရာရာလာဝနဲ့အစုံအတွဲလုံးပါတဲ့နာမည်တွေဥပမာနာမည်တွေကိုပြောပြမယ်နော် ဖြူဝင်းတို့မြင့်ကြီးတို့เนาะမြလွင်းတို့ပြီးသွားရင်ဖြိုးလွင်းတို့ပပဝင်းတို့ကျွန်တော်နမူနာပြောတာเนาะအဲ့လိုနာမည်မျိုးတွေပါပြီးဆိုလို့ရှိရင်ဒီနေ့မှာအစအစရေရဂယုဆိုင်ရမယ်ကျမ်းမာရေးစီးပွားရေးလူမှုရေးအိမ်တောင်ရေးအကုန်လုံးဂယုဆိုင်ရမယ်နော်အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီနာမည်တွဲလုံးတွေပါတယ်ဆိုလို့ရှိရင်ရန်လေးတွေအတိုက်ခံလေးတွေကြုံရတတ်တယ် เนาะအဲ့တော့အိမ်နောင်တွေဒီခုနချစ်သူဤသာဇုံတွဲတွေအနေနဲ့ဆိုလို့ရှင်ကိုကကြာတာပရိကိုရဲ့ဒီချစ်သူဤသာအိမ်နောင်ဘက်ကဗုဒ္ဓဘူးဆိုလို့ရှင်တယောက်နဲ့တယောက်အစင်မပြေစရာကိစ္စလေးတွေတဘောနာမတိုက်ဆိုင်စရာကိစ္စလေးတွေကြုံရတတ်တယ်เนาะအဲကြာတာပရိကိုတခြားအိမ်နောင်ဘက်တွေကိုရွေးချယ်ထားတယ်ဆိုရင်တော့ဒီလောက်ကြီးတော့အစိုးကြီးတွေတိတ်ပြီးတော့မရှိဘူးပေါ့เนาะအဲ့တော့ဒါမှမဟုတ်အဲ့ကြာတာပရိသားသမီးတွေကမိသားစုရေးရာပြဿနာလေးတွေနဲ့စိတ်ညစ်စရာစိတ်ရှုပ်စရာလေးတွေမကြာခဏကြုံရတတ်တယ် ဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်ဒီနှစ်တွေမှာဆိုလို့ရှင်ရာသာပရိသသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှင်ရေနဲ့မတည့်တာမျိုးတွေလေနဲ့မတည့်တာမျိုးတွေလေငန်းယောဂါဖြစ်တာမျိုးတွေလေဖြန်းတာမျိုးတွေเนาะပြီးရင်ခုနလေးပန်းတာယောဂါမျိုးတွေယင်ကျက်တာမျိုးတွေเนาะအသားရှားတာမျိုးတွေဒါမျိုးလေးတွေမကြာခဏဖြစ်တတ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဟူးနံယောဂါတွေဖြစ်နေတယ်ဆိုရင်အစအစရရခယူးဆိုင်ရမယ် အဲ့တော့ကျမ်းမာရေးရဆေးရုံဆေးကန်းတွေပြတဲ့ခါမှာเนาะဆရာတွေဆရာမတွေအနေနဲ့ဗုဒ္ဓဘုရားဆရာဆရာမတွေအနေနဲ့ဒီနေ့မှာပြသတဲ့ခါမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုလေးတွေကြုံရတတ်တယ်။အဲ့တော့ဗုဒ္ဓဘုရားဆရာဆရာမတွေကိုမကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူး။အဲ့ဒီခုနဗုဒ္ဓဘုရားဆရာဆရာမတွေကိုရှောင်ရှားတင်တယ်เนาะဒီနေ့မှာ။ အဲ့တော့အစားအသောက်တွေအနေနဲ့ဆိုလို့ရှိရင်ကြာသာပတိသာသမီမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့တွင်းအောင်သားတွေရှောင်ရမယ်ခုနဖားတွေကြွက်တွေမွေးတွေကနန်းတွေပဇွန်တွေဒါတွေရှောင်ရမယ်နောက်တစ်ခုအနေနဲ့ခုနဝတ်သားတွေမတဲဘူးเนาะပြီးသွားလို့ရှိရင်နောက်တစ်ခုအနေနဲ့ဘာတွေရှောင်ရမလဲဆိုလို့ရှိရင် ငါးငပိတွေမတဲဘူးငါးငပိတွေရှောင်းပေးရမယ်နောက်တစ်ခုအနေနဲ့ဘာတွေရှောင်းအောင်မလဲဆိုလို့ရှင်ပြားရည်ပါတဲ့အစားအသောက်တွေမတဲဘူးပြားရည်တွေရှောင်းပေးရမယ်မြေပဲယိုတွေရှောင်းပေးရမယ်အဲ့ဒီအစားအသောက်တွေကိုစားမယ်ဆိုရင်တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးလေးတွေကြုံရတတ်တယ်အဲ့တော့ဒီနေ့မှာဆိုလို့ရှင်ကြာသာပရိသသမီး ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်တော့ပညာရေးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေဆက်သွယ်ကောင်းတွေအကူအညီကောင်းတွေရရှိနိုင်တယ်ပညာရေးတွေနဲ့ပတ်သက်ပြီးတော့မိမိရည်ရွယ်ရည်ရွယ်သလိုမိမိရည်မှန်းရည်မှန်းသလောက်ကြိုးစားသလောက်အောင်မြင်မှုတွေရရှိနိုင်တယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ကြေနှံ့မှုအများဆုံးနှစ်တစ်နှစ်လို့ဒါပြောလို့ရတယ်နောက်တစ်ခုအနေနဲ့ပြောချင်တာ အဝေးတနေရာနဲ့ချိတ်ဆက်ပြီးတော့လောက်ကိုင်းနေရတဲ့လုပ်ငန်းမျိုးတွေရှိတယ်ဆိုရင်ကြာသာပတေးသားသမီးတွေအနေနဲ့အခက်ခဲတွေတစ်မျိုးပြီးတစ်မျိုးကြုံရတတ်တဲ့အဲဒီလုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့သူတွေဆိုရင်တော့အဆအဆာရရဂယုဆိုင်ရမယ်။ ဲ့တော့ဒီနှစ်တွေမှာကျွန်တော်အဓိကသတိထားစေချင်တာအယောင်နေအနေနဲ့ဆိုလို့ရှင်ဂျာသာပရိသသမီးမိတ်ဆွေတွေအနေနဲ့ဆိုရင်တော့အဝါယောင်တွေကိုရှောင်ရှားပေးရမယ်အဝါယောင်တွေကိုမဝက်ပါနဲ့နောက်တစ်ခုအနေနဲ့အမှုခင်းနေနဲ့ပတ်သက်လို့ရှင်အာမခံပေးတဲ့ကိစ္စမျိုးတွေလုံးဝရှောင်ရှားပေးရမယ်အမှုတွေနဲ့ပတ်သက်ပြီးအာမခံပေးတဲ့အခါမှာပြဿနာလေးတွေဝင်လာတတ်တယ်နောက်တစ်ခုအနေနဲ့မိတ်ဆွေတို့အနေနဲ့ညင်အိမ်ညင်တွေခကြီးတွေဒီနှစ်မှာမထွက်တင်ဘူးရေလန်းခကြီးတွေ ပြီးသွားလို့ရှိရင်ရေနဲ့ပတ်သက်ပြီးတော့အန်ဒီရီတွေကြုံရတတ်တယ်နော်အဲ့တော့ရေလန်းခရီးတွေရှောင်ရှားတင်တယ်ဒီနှစ်မှာဆိုလို့ရှိရင်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေနဲ့အလုတ်လက်တွဲပြီးလောက်ကိုင်းနေရတယ်ကြာသာပေးသားသမီးတွေဆိုရင်အခက်ခဲတွေအဖြတ်တွေအန်ဒီရီလေးတွေမကြာခဏကြုံရတတ်တယ်အဲ့တော့အဆအဆရရဂယုစိုက်ပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်နော်ကြာသာပေးသားသမီးမိတ်ဆွေတွေနေနဲ့အောင်မြင်မှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့တမီးစားချစ်သူဇုံတွဲတွေအနေနဲ့ဆိုလို့ရှိရင်ဒီနေ့မှာမောင်တေယွာမဲတမျိုးခွဲခွာပြီးတော့နေရတတ်တယ် နော်အဲ့တော့ဂျာသာပရိသသမီးမိတ်ဆွေတွေပေါ့နော်ဒီနှစ်မှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပိုမိုကောင်းတက်တက်ကောင်းအောင်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးမှာပန်းကိုမျိုးနော်ပန်းကိုမျိုးပြီးသွားလို့ရှိရင် အလင်းတိုင်းကိုးတိုင်းရေကိုးကွက်နဲ့ရေအတောက်တော်ရေကိုးကွက် လူတန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုတိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဇာတာပရိသာသမီးမိษွေတွေအားလုံးဒီမြန်မာတက္ကသိုလ်1380ခုနှစ်ခုနှစ်မှာလောက်တမျှ၊ကိုင်းတမျှ၊ကြံစီတမျှတွေးတော်တမျှတွေအကုန်လုံးအောင်မြင်ကြပါစေ။ရန်ပေါင်းပြိုင်ဆိုင်ပေါင်းတိုက်ခိုက်ပေါင်းတွေကိုလည်းအောင်နိုင်ပြီးတော့မိษွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းအမှန်တမျှ ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်စူတောင်းမြေတာပို့တာရင်ကြာသာပရိသသမီးမိတ်ဆွေတွေအားလုံးတို့တနစ်စာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်